အားလုံးပဲမင်္ဂလာပါဒီ upgrader channel ကနေပြန်လေးကြိုဆိုပါရစေဒီဒီခါတော့ခါတိုက်လို့ဂါဇာကျောင်း West Bank ကျောင်း Iran ကျောင်းကိုရည်ညွှန်းပြောဆိုမှာမဟုတ်ပါဘူးအစ္စရေးနိုင်ငံကိုယ်တိုင်ကပြည်တွင်းမှာစစ်ဖြစ်လူနေပါအခြေအနေမျိုးကိုဆွေးနွေးမျှဝေသွားမှာပါလွန်ခဲ့တဲ့ကြာသပတေးနေ့အောက်တိုဘာလ30ရက်နေ့တုန်းကဂျေရုဆလင်မြို့ရဲ့လမ်းတွေပေါ်မှာလူတွေ online ကျင်းလိုက်ထွက်လာတာလမ်းတွေတောင်မှောင်မဲတောက်ခဲ့ရပါတယ်အနေဆုံးခမဲချေလူနဲ့သိန်းလောက်ရှိတဲ့ဘာသာရေးအစွန်းရောက်ဂျူးတွေထောက်ပေါင်းများစွာဟာဂျေရုဆလင်လမ်းမတွေပေါ်မှာအစုလိုက်အပြုံလိုက်ဆန္ဒပြခဲ့ကြတာပါ တို့ရဲ့ဆန္ဒပြပွဲကိုလူတသန်းချီတက်ပွဲလို့တော့ခေါ်ခဲ့ကြပြီးဒါဟာဒီနှစ်တွေအတွင်း X-ray မှာအကြီးဆုံးဆန္ဒပြပွဲတွေထဲကတစ်ခုဖြစ်ပါတယ်။ဒီလိုဆန္ဒပြရတဲ့အကြောင်းရင်းကတော့ရှုပ်ထွက်သလိုပြဿနာလေးတော်တော်များပါတယ်။အဲဒါကတော့ဘာသာရေးအစွန်းရောက်ကျူးတွေဟာစစ်မုံထမ်းဆောင်ခြင်းကနေကင်းလို့ခွင့်ရရှိထားတဲ့အတိုင်းဆက်ရှိနေခြင်းလို့ပါ။တနည်းအားဖြင့်တို့စစ်တပ်ထက်ကိုမဝင်ချင်ကြပါဘူး။ဒါဆိုဘာဖြစ်လို့ဒီလိုမျိုးဖြစ်နေတာလဲဘာဖြစ်လို့အခုချိန်မှဖြစ်နေရတာလဲဆိုရင်အခြေခံအားဖြင့်တော့စစ်ပွဲဆိုတာသူ့ဘာသာသူတိုက်လို့ရတာမဟုတ်ပဲစစ်သားလုံအပ်တယ်ဆိုတဲ့အကြောင်းပါ လက်ရှိမှာ X-ray ကာကွယ်ရေးတပ်ဖွဲ့ IDF မှာစစ်သားအင်အားနေပါနေပြီးလက်လက်နေတဲ့နေရာတွေအတွက်စစ်သားအသစ်အနည်းဆုံး10,000လောက်အရေးတကြီးစုဆောင်ဖို့လိုအပ်နေတယ်လို့ခန့်မှန်းရပါတယ်။ဒီမတ်ချက်ကိုအောင်မြင်ဖို့နီလန်းတွေထဲကတခုကတော့စစ်မှုထမ်းခြင်းကိုတိုးမြင့်လိုက်တာပါ။ X-ray မှာတော့လက်တွေ့အားဖြင့်လူတစုကိုခြံလှမ်းပြီးကြံတဲ့လူတိုင်းနီးပါးကစစ်မှုမထမ်းမနေရသတ်မှတ်ထားတာပါ။အဲ့ဒီခြံလှမ်းထားတဲ့အုပ်စုကတော့ဘာသာရေးအစွန်းရောက်ဂျူးတွေသို့မဟုတ် Hurricane လို့ခေါ်တဲ့သူတွေဖြစ်ပါတယ်။ တနင်္ဂနွေကတော့လွန်ခဲ့တဲ့ရက်နေ့ငယ်ကစင်မုံထန်စူဆော်ရဲ့စီးမီးတွေကိုပြောင်းလဲမဲ့ဥပဒေအသစ်တစ်ခုမိတ်ဆက်ခဲ့တာကြောင့်ပါအဲ့ဒီဥပဒေဟာဟာရီဒင်းတွေခံစားနေရတဲ့ကင်းလောခွင့်အများအပြားကိုရပ်တန့်ဖို့စ조사နေပြီးစစ်တပ်ထဲမှာမဖြစ်မနေစင်မုံထန်ရမဲ့ဘာသာရေးအစွန်းရောက်ဂျူးလူငယ်တွေအတွက်ကက်သက်ချက်နှူးထားတွေချမှတ်ဖို့ပဲဖြစ်ပါတယ်ဒီအဆိုပြုချက်မှာဒီတာဝန်ကိုမလိုက်နာချင်သူတွေအတွက်ပြင်ထန်တဲ့ပြစ်ဒဏ်တွေပေးမယ့်အချက်လေးပါဝင်ပါတယ်တကယ်တော့ကန်ကွက်သူတွေကိုရဲတွေကလိုက်လံဖမ်းဆီးခွင့်ပြုဖို့အထိအာဏာပေးထားပါတယ် ပိုပြီးစိုးသွားစေတာကတော့ဒီ channel တွေအားလုံးဟာအရင်ကိုရှုပ်ထွေးခက်ခဲတဲ့အချိန်တခုမှဖြစ်လာနေတာပါလွန်ခဲ့တဲ့လတွေအတွင်းမှာမဖြစ်မနေစိတ်မုန်ထန်ရမယ့်အပေါ်ညှင်းဆန်တဲ့ဘာသာရေးကိုအစွန်းရောက်စွာလစ်လာလိုက်စားလွန်သူဂျူးတွေအပေါ်ဖိအားပေးမှုတွေပိုပြီးတင်းမာလာခဲ့ပါတယ်စင်ခေါ်စားထောက်ပေါင်းများစွာထုတ်ထသလိုစီမုံမထမ်းလိုသူဒါဇင်နဲ့ချီအကျဉ်းချခံရတာတွေလည်းရှိနေပါတယ် ပုံမှန်အားဖြင့်ပြောရရင်2024ခုနှစ်ဇွန်လနောက်ပိုင်းဒနစ်ကျော်ကာလအတွင်းမှာအစွန်ရောက်ဘာသာရေးကျောင်းတွေဖြစ်တဲ့ Yeshi Burst ကနေကျောင်းသား9800လောက်ဟာ IDF ရုံးတွေကိုတည်င်းပို့ဖို့သူတို့ရဲ့ပထမဆုံးအမိန့်ဆင့်ခေါ်စာကိုလက်ခံရရှိခဲ့ကြပါတယ်ကျောင်းရင်ယက်ရှိဘာဆိုတာကဂျူဘာသာရဲ့အမြင့်မြတ်ဆုံးကျမ်းစာတွေဖြစ်တဲ့ထယ်မွန်းနဲ့တိုရာကျမ်းတွေကိုအလေးအနက်လစ်လာဖို့ရည်ရွယ်တဲ့ရိုးရာကျောင်းတွေဖြစ်ပါတယ် ဒီအချက်ကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ Hurricane တွေရဲ့အတွေ့အမြင်အရသူတို့ရဲ့အဓိကတောင်းဝန်ကတိုရာကိုလစ်လာဖို့ဖြစ်ပြီးဒါဟာသူတို့ရဲ့ဘာသာရေးဝိသေသလက္ခဏာကိုချင်းချောက်တယ်လို့ယူဆတဲ့ Loki လူအဖွဲ့အစည်းထဲကိုပေါက်စီးဝင်ရောက်ခြင်းကိုပါဆက်ကျင်သည့်အဖြစ်ဖြစ်နေလို့ပါ။တကယ်တော့ဆေးစုနှစ်များစွာကြာအိုထိဟာရီတီအမျိုးသားတွေဟာအသက်၈၀နှစ်ပြည့်လို့မဖြစ်မနေစီမုန်ထမ်းရမယ့်အချိန်မှာရက်ချီဘတ်ကျန်းတွေကိုလစ်လာနေသူတွေအဖြစ်စည်ရင်းမှာပါနေတဲ့အတွက်စီမုန်ထမ်းရမယ့်တာဝန်ကိုရှောင်ရှားနိုင်ခဲ့ကြပါတယ်။ ဲ့လိုမျိုးနဲ့ကင်းလွန်ခွင့်အသက်ဖြစ်တဲ့26နှစ်ပြည့်တဲ့အထိသူတို့ရှိနေခဲ့ကြတာပါခုနကပြောခဲ့တဲ့9800သောစင့်ခေါ်ဇာတွေနဲ့စင့်ခေါ်ခံရသူတွေထဲကလေးတောက်လောက်ကတော့ idea မှာဇယင်းပေးသွင်းဖို့နောက်ဆုံးရက်အထိသူတို့မရောက်လာခဲ့ကြပါဘူးဒါမဲ့လက်တွေ့မှာတော့3500လောက်သာအကြောင်းကြားလာခဲ့ကြပါတယ်အကြောက်ကြလာသူတွေထဲမှာကတထောင်အောက်သာဇယင်းသွင်းခဲ့ကြပြီးတိုက်ခိုက်ရေး unit တွေထဲဝင်ရောက်ခဲ့သူက153ယောက်သာရှိခဲ့ပါတယ် တနည်းအားဖြင့်ပြောရရင်ပြီးခဲ့တဲ့နှစ်က IDF မှာစစ်မုံထရမယ်အစွန်ရောက်ဘာသာရေးလူငယ်တွေရဲ့သူညတသမလဲရခိုင်နှုန်းအောက်ကသာတိုက်ခိုက်ရေး unit တွေထဲရောက်ရှိခဲ့တာပါဒီတော့စစ်သားစုဆောင်းရေးလုပ်ငန်းစဉ်ဟာအချိန်နှင်းဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်ဒီ channel ရဲ့အားလုံးကဣသရေလနိုင်ငံရဲ့အနာဂတ်အတွက်ဆိုးရွားတဲ့ပြဿနာကြီးတစ်ခုဖြစ်လာစေပါတယ်ဒါပေမဲ့ဒီနေရာမှာဘာကြောင့်ဒီလောက်အရေးကြီးနေလဲဆိုတာနားလည်ဖို့အတွက်ရှင်းရှင်းလင်းလင်းသိထားမယ့်အချက်လက်တွေတော့ရှိပါတယ်1948ခုနှစ်မှာအစ်ရွှေနိုင်ငံကိုတည်ထောင်ခဲ့တဲ့ကလူမွေးသဘောတူညီချက်တစ်မျိုးကိုချမှတ်ခဲ့ပါတယ် အဲ့ဒါကတော့ဂျူဘာသာရဲ့မြင့်မြတ်တဲ့ကျမ်းစာတွေကိုတစ်ချိန်လုံးလစ်လာသင်ယူနေတဲ့အမျိုးသားတွေဟာလက်တွေ့အားဖြင့်စီမွန်ထန်ချင်းကနေကင်လိုခင်ရရှိစေမယ်ဆိုတာပါဒီအစီအစဉ်ကို Toronto Omenuto လို့ခေါ်ပြီးအတိတ်တွေကတော့တိုရာကျမ်းကိုလစ်လာခြင်းဟာသူတို့ရဲ့အလောက်ကိုင်ဖြစ်တယ်လို့ဆိုပါတယ်ဒါမဲ့ပြဿနာက X-ray ကိုစတင်တည်ထောင်တော့ကဘာသာရေးအစွန်းရောက်ဂျူတွေဟာအရေအတွက်ရန်နေတဲ့အသိုက်အဝန်းလေးဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့ X-ray နိုင်ငံသား10ဦးမှာတဦးထက်မနည်းသောအရေအတွက်ရှိနေပါတယ်သူတို့ရဲ့အရေအတွက်ကလည်းတိုးပွားနေတော့ပါ ပိုဆိုးစရာကတော့အရင်ကပြောခဲ့သလို2023ခုနှစ်အော်တိုဘာလမှာဂါဇာစစ်ပွဲစတင်ဖြစ်ပေါ်ပြီးတဲ့နောက်အရာရာဟာပိုပြီးဆိုးရွားလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပဋိပက္ခကြောင့်ဟာရီဒင်တွေစစ်မှုန်ထမ်းရမယ့်ကိစ္စဟာပြန်ပြီးအာယုံစိုက်ခံရတဲ့အကြောင်းအရာဖြစ်လာလို့ပါ။ဘာသာရေးကိုအစွန်းရောက်ကျူးတယ်သို့မဟုတ်အစ်စရိတ်နိုင်ငံသားတယောက်ရဲ့နေရာမှာခန်းစားကြည့်လို့ရနိုင်ပါတယ် ကိုကစစ်တပ်ထဲဝင်ပြီးစစ်တိုက်နေရတဲ့အချိန်မှာကိုနိုင်ငံသားတွေကမဟုတ်ဘူးငါတို့နဲ့မဆိုင်ဘူးငါတို့ကတိုရာချင်းကိုပဲလစ်လာဖို့အာယုံစိုက်ထားတာငါတို့စစ်တပ်ထဲကိုဝင်စရာမလိုဘူးမင်းတို့စစ်ပွဲမှာကန်ကောက်ဖို့အတွက်ငါတို့စူတောက်ပေးမယ်လို့ပြောနေရင်စစ်တိုက်နေရတဲ့နိုင်ငံသားတယောက်ကခံစားရမှာတော့အမှန်ပါသူတို့လုံးဝနေသက်ကြမှာမဟုတ်ပါဘူးအခု extreme မှာဖြစ်ပြနေတာကအဲ့ဒါပါဒီကိစ္စအားလုံးဟာနှစ်ပေါက်များစွာကတည်းကစတင်ပြီးနက်နဲတဲ့လူမှုရေးကွဲပြားမှုကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ် အိစရယ်မှာပေါ်ပြီးကွဲပြားနေတဲ့လူအဖွဲ့အစည်းတစ်ခုပေါ်လာတယ်လို့ခန်စားချက်တွေရှိလာပါတယ်။တကယ်တော့လစ်လာသုံးသက်သူအများအပြားအတွက်ဒါဟာဂျူးနိုင်ငံအတွက်ချင်းချောင်းမှုအားလုံးထဲကအစီအမဆုံးဖြစ်လာနေပါတယ်။ဒါပြင်ဝကြီး6နေတန်ရာဟုကသူ့အစိုးရဟာဒီစစ်မှုထမ်းကင်းလွန်းခွင့်တွေကိုအ ਨੇ ဆုံးတစိတ်တပိတ်ပပျောက်သွားအောင်ဥပဒေတစ်ခုပြဋ္ဌာန်းပေးမယ်လို့ဂတိပေးခဲ့ပေမဲ့အခုချိန်ထိတော့သူကဂတိကိုမတည်နိုင်သေးပါဘူး။သူမလုံနိုင်တာတေချာတာကတော့သူ့ရဲ့အုတ်ချော်ရဲ့ညွန့်ပေါအဖွဲ့ထဲမှာဘာသာရေးအစွန်းရောက်ဂျူးတွေရဲ့ပါတီပါဝင်နေတဲ့အတွက်ကြောင့်မလို့ပါ။ ဒီကြားထဲမှာပြည်သူတွေရဲ့ဒေါသကပိုကြီးထွက်လာတာနဲ့ဂတိတွေကပြက်ပြားနေရတာတွေရှိနေတဲ့အပြင်နိုင်ငံရဲ့အထောက်ခံမှုရရှိဖို့လိုအပ်နေချိန်မှာပဲတရားရုံးချုပ်ကလည်းစစ်မှုထမ်းကင်းလွတ်ခွင့်ကိစ္စကိုချက်ချင်းဖြေရှင်းဖို့တောက်ဆိုတဲ့စီရင်ခံချက်တစ်ခုမကြာသေးမီကချမှတ်ခဲ့ပါတယ်ဒါကြောင့်ခုနကပြောခဲ့သလိုအရေးအတွက်တိုးပွားနေတဲ့အစွန်ရောက်ဘာသာရေးတင်းကျပ်သူအတိုင်းအဝိုင်းကြားမှာစိုးရင်တကြီးသတိပေးခေါလောက်တွေမြေလာစေပါတယ်။အိစရဲမှာဘာသာရေးအစွန်ရောက်ဂျူးလူမျိုးပေါင်းတိတက်သမား၄၀၀၀လောက်ရှိနေပါပြီ။ ဒါဟာနိုင်ငံလူဦးရေရဲ့စစ်300ခိုင်နှုန်းကိုကိုစားပြုနေပါတယ်။ဒါပေမဲ့မြင်တဲ့အတိုင်းပဲဒီအရေးအတွက်ဟာတိုးလာယုံတာမကပဲအဆမတန်မြင့်တက်လာနေပါတယ်။2065ခုနှစ်လောက်မှဆိုရင်တနိုင်ငံလုံးလူဦးရေရဲ့သုံးပုံတပုံကနေထက်ဝက်အထိဖြစ်သွားနိုင်တဲ့အခြေအနေအထိပါ။ဒီအချက်ကြောင့်ပဲလူများစုကဒါကို X-ray နိုင်ငံအတွက်အကြီးမားဆုံးသောစစ်မှန်တဲ့စင်ခေါ်မှုကြီးလို့သတ်မှတ်ကြတာပါ။ Iran Palestine ပြည်ပခအာရနိုင်ငံတွေနဲ့ဆက်ဆံရေး Hezbollah နဲ့ဖြစ်ပျက်နေတာတွေထက်တော့ပိုအရေးကြီးတဲ့ပြဿနာလို့ရှုမြင်ကြတာပါ ဒါဆိုဘာဖြစ်လို့ဘာသာရေးအစွန်းရောက်ကျူးတွေတိုးလာတာဟာကျူးနိုင်ငံရဲ့အနာဂတ်အတွက်ပြဿနာဖြစ်လာနိုင်တယ်လို့ပြောနေကြတာလဲပြောရင်ဒီပြဿနာဟာစစ်တပ်အတွက်စစ်သားစုဆော့တာတသက်မဟုတ်ပါဘူးတကယ်တော့အတားကသာတကအနေနဲ့ပြောယုံတာရှိပါသေးတယ်အစောရောက်ပါသေးပြဿနာပိုပြီးကြက်ပြက်နဲ့ဆိုင်တဲ့အခြေအနေအထိရောက်နေပြီးအိစရိနိုင်ငံဟာဒီနေ့ရှိနေတဲ့နိုင်ငံပုံစံနဲ့လုံးဝကွဲပြားတဲ့နိုင်ငံတစ်ခုဖြစ်သွားနိုင်တဲ့အထိစိုးရင်စရာပါအစောရောက်ပါသေးတင်းကျပ်သူတွေဟာအိစရိနိုင်ငံကိုထိန်းချုပ်ထားနိုင်မလား ဒီအတိုင်းဝိုင်းကဂျူးနိုင်ငံတော်ရဲ့အနာဂတ်ပေါ်ဘယ်လိုတက်ရောက်မှုတွေရှိလာနိုင်မလဲဆက်ပြီးကြည့်ကြပါမယ်။အိစရိနိုင်ငံဟာဂျူးဘာသာကိုလူများစုကိုးကွယ်တဲ့ကမ္ဘာပေါ်ကတခုထည်သောနိုင်ငံတနိုင်ငံဖြစ်ပါတယ်။တိတိကျကျပြောရရင်အိစရိလူမျိုး10ဦးမှာ9ဦးထက်မနည်းသောဂျူးလူမျိုးတွေပါ။ဒါမဲ့ရိုးရိုးသားသားပြောရရင်ဒီအထိကအသေးစက်မဟုတ်သေးပါဘူး။ဒါမဲ့နည်းနည်းလောက်ပိုနည်း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 လေ့လာကြည့်ရင်အခြေအနေတွေကပြောင်းသွားပါတယ်။ဂျူးလူမျိုးအားလုံးဟာတစ်ထက်တည်းမတူညီကြပါဘူး။ ကျူဘာသာအแทမှာဘာသာရဲ့အဖွဲခွဲအမျိုးမျိုးရှိသလိုဘာသာပေါ်တဲ့ဝင်ယူကြည့်မှုအတိုက်အတာအမျိုးမျိုးလည်းရှိပါတယ်။ဒါကရိုးရိုး theory ၊ကွဲပြားမှုတဲတဲလေးတွေကိုပြောနေတာမဟုတ်ပဲဘာသာရဲ့ကိုဘယ်လောက်အလေးနဲ့ထားလဲဆိုတဲ့အပေါ်မှာပါမူတည်နေတာပါ။ extra မှာလည်းတခြားနိုင်ငံတွေလိုပဲ Senegal လို့ခေါ်တဲ့ဘုရားကျောင်းကိုခြေတစ်ခါမှမနှင်းဖူးသူတွေရှိသလို Revel လို့ခေါ်တဲ့ဂျူးဖွန်တော်ကြီးကိုအရင်မတိုင်ပင်ပဲနဲ့ဘာလောက်ကိုမှစမလုပ်ဖူးတဲ့သူတွေလည်းရှိပါတယ်။ extra မှာရှိတဲ့ဂျူးလူမျိုးအများစုကတော့ Loki ရဲ့သမားတွေဖြစ်ပါတယ်။ ်ဆိုတာကဘာသာရေးကိုထက်လက်ရှိဘွားကိုအာယုံဆိုင်တဲ့တားမဲလူတွေပါသူတို့ဟာစုစုပေါင်းလူဦးရေရဲ့ထဝက်ကျော်ရှိပါတယ်ဒီကျူးတွေဟာဘာသာရေးထုံးတဲ့စင်လာအချို့ကိုထင်းထင်းတက်ကြပေမဲ့တချို့ကတော့အဲ့ဒါတွေကိုဘယ်ယူမဆိုင်ပါဘူးဘယ်လိုပဲဖြစ်ဖြစ်သူတို့ရဲ့ဘွားတစ်ခုလုံးကတော့တိုရာကျင့်ကိုဗဟုပြုမနေပါဘူးပြီးတော့ Ultra Orthodox လို့ခေါ်တဲ့ဘာသာရေးကိုဥထိုက်ထားလွဲသူတွေဆိုတာလည်းရှိပါတယ်တနည်းအားဖြင့်သူတို့ကိုဘာသာရေးအစွန်းရောက်ကျူးတွေလို့လည်းခေါ်ပါတယ်သူတို့ကဘာသာရေးကိုသူတို့ဘဝရဲ့ဗဟိုချက်အဖြစ်ထားပြီးအရေအတွက်တိုးပွားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ် ဒီချက်ကအစ္စရေလူအဖွဲ့အစည်းဟာစက်ကျင်ဖက်အစွန်းနှစ်ဖက်ဖြစ်လျင်မြန်စွာကွဲထွက်သွားနေတယ်ဆိုတာကိုတွေ့ရပါတယ်။ဘာသာရေးကိုတင်းကျပ်စွာလက်ခံသူတွေဟာအခုဆိုရင်အင်မတန်ကြီးမားတဲ့အတိုင်းအဝိုင်းဖြစ်နေပါပြီ။သူတို့ဟာခေတ်သစ်အစ္စရေနိုင်ငံနဲ့အပြိုင်လိုမျိုးလူအဖွဲ့အစည်းတစ်ခုကိုထိထိရောက်ရောက်ဖွဲ့စည်းထားသလိုဖြစ်နေပါတယ်။ အမျိုးသမီးအမျိုးသားတန်းတူအခွင့်အရေးရှိတာနေတိုင်းအရှိလေပိုင်းမှာအကြီးမားဆုံး LGBTQ ပွဲတွေကိုကျင်းပတာနိုင်ငံရဲ့လုံငန်းဆောက်တာတွေကလည်းဘာသာရေးကိုခွဲထုတ်ထားတာမျိုးတွေရှိတဲ့အိစရိယနိုင်ငံဟာဘာသာရေးကိုဥထိပ်ထားလွန်းသူတွေအတွက်လုံးဝသစင်းစံတယ်လို့ခန်းစားရပါတယ်အစ္စရေးမှာရှိတဲ့ဘာသာရေးကိုဥထိပ်ထားလွန်းသူတွေနဲ့ပတ်သက်တဲ့ပြဿနာဟာအ ਨੇ ဆုံးကဏ္ဍသုံးခုရှိနေတာကိုတွေ့ရပါတယ်။အထာတွေကတော့လူမျိုးရေးနဲ့ယဉ်ကျေးမှုဆိုင်ရာပြဿနာ၊စီးပွားရေးအရသက်ရောက်မှုနဲ့စီးရေးဆိုင်ရာပြဿနာတို့ပဲဖြစ်ပါတယ်။ ဒီကရက်သုံးခုလုံးဟာအစ္စရေလလူအဖွဲ့အစည်းကိုပိုပြီးကွဲပြားအောင်လုပ်နေပါတယ်။တစ်ဖက်ကဂျူးနိုင်ငံတော်အတွက်အကျိုးပြုသူတွေနဲ့နောက်တစ်ဖက်ကအကျိုးမပြုသူတွေဆိုပြီးနှချမ်းကွဲနေပါတယ်။ဒါကိုပိုပြီးနားလည်စေဖို့အတွက်အကျိုးဆက်တွေကိုတဆင်းချင်းစီကြည့်ကြပါမယ်။ပထမဆုံးအချက်အနေနဲ့လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကဏ္ဍကိုပြောပါမယ်။ဘာသာရေးကိုဥထိုက်ထောင်းလုပ်သူတွေဟာကိုယ်နယ်တဲ့အဆောက်အုံမှာရှိနေပေမဲ့လည်းတခါမှ မတွေ့ဖူးသလိုဟန်ဆောင်နေထိုင်ပြီးအဆောက်အုံစရိတ်လေးမပေးတဲ့အိမ်နှင်းချင်းနဲ့အလားတူတူပါတဲ့ ဟာရီဆိုတဲ့ဝါဟာရရဲ့စာသားအရအတိတ်ဘယ်ကဘုရားသခင်ရှေ့မှာတုံလောက်ခြောက်ခြားသူလို့ဆိုလိုပါတယ်။လောကကြီးထက်ဘုရားသခင်ကိုပိုကြောက်ရွံ့တယ်ဆိုတဲ့ဒီစိတ်ကူဟာသူတို့ရဲ့ဘဝအသွင်ပြင်အားလုံးကိုလွှမ်းမိုးထားပါတယ်။ဒါကြောင့်အခုချိန်မှာအစ္စရေလလူမျိုးအများစုကတက္ကသိုလ်ဆိုရှယ်မီဒီယာရုပ်ရှင်ခေမင်ဂီတနိပညာနဲ့စစ်တပ်တို့နဲ့အတူအနောက်တိုက်ဆန်တဲ့ကမ္ဘာနဲ့ချီတဲ့ယဉ်ကျေးမှုထဲမှာနစ်မြုပ်နေကြပေမဲ့ဟာရီဂျင်လောကကတော့လုံဝါကွဲပြားတဲ့ကျင်းဝတ်နဲ့လေပတ်နေပါတယ်။အဲ့ဒါကတော့ဝိညာဉ်ရဲ့ရာတိချနေထိုင်ခြင်းပါ။ ဒါဟာရိုးရိုးပွားနေထိုင်မှုပုံစံထက်အများကြီးကြုံလွန်တော့တဲ့ကိစ္စပါဒါဟာနည်းနည်းတဲ့ရင်ကျင်းမှုပဋိပက္ခတစ်ခုဖြစ်ပါတယ် hurricane တွေဟာရှင်းလင်းပြတ်သားတဲ့လူမျိုးရဲ့နယ်နိမိတ်တွေနဲ့သူတို့ရဲ့ရက်ကွက်တွေထဲမှာအစူးလိုက်အပြုံလိုက်နေထိုင်ကြပါတယ်ဥပမာဂျေရုဆလင်က mia sharing ရက်ကွက်နဲ့ tel abi အနီးက bene break လို့နေရာတွေမှာနေထိုင်ကြတာပါနောက်ဆုံးပြောခဲ့တဲ့ Bene Break မှာဆိုရင်အမျိုးသားတွေနဲ့ရောနှောမှုမဖြစ်ရအောင်အမျိုးသမီးတွေအတွက် Tether Store ဆိုင်ကြီးတွေတော့ရှိပါတယ် ီလိုမျိုးကဆော်ဒီအာရေဗျလိုနိုင်ငံမျိုးမှာမျောလင်းနိုင်ပေမဲ့အိတ်ရွှေမှာလည်းရှိနေတာကတကယ်အော့စရာပါတကယ်တော့ဒီဒေသကလမ်းတွေပေါ်မှာအင်ဒရေရရဝက်ဆာဆင်ရင်ဖို့ဥပုံထဲမှာကားတွေဝင်ခွင့်မပြုဖို့နဲ့အမျိုးသမီးတွေကိုတင်းလျော်သလိုဝက်ဆာဆင်ရင်ဖို့အကြံပြုထားတဲ့စိုက်ပုတ်တွေအပြည့်ရှိနေပါတယ်အပြင်ဘက်ပုံတံငေါ်တော်လူမုံရရထိန်းချုပ်ထားပြီးအိန္ဒိယမရဘူးလို့ယူဆရတဲ့ဝက်ဆတ်စင်ရတဲ့အမျိုးသမီးတွေကိုလူအများရှိမှတော့စူပူကျင်းမောက်တာမျိုးရှိနိုင်ပါတယ်။ကြည်ရတာအစ်ရဲနိုင်ငံဟာအစွန်ရောက်အစ္စလာမစ်နိုင်ငံလို့ဖြစ်နေပါပြီ။ မီယာရှီယာရင်လိုရက်ကွက်တွေမှာမသိလျော်ဘူးလို့ယူဆရတဲ့အဝဲစားဝက်စင်ထားရင်ခီးတော်တွေကတော့ဝင်ခွင့်မပြုဘူးဆိုတဲ့စိုက်ပုတ်တွေရှိပြီးစစ်ကန့်တွေကိုထိမ့်သိမ်းဖို့အတွက်ရက်ရွာလူထုရဲတပ်ဖွဲ့လိုမျိုးတောင်ရှိပါတယ်သူတို့ရဲ့နေထိုင်မှုပုံစံတွေကအရန်ကွာခြားလွန်းလို့ hurricane အများပြားဟာသူတို့အိမ်တွေမှာ TV တွေမထားရှိကြသလိုအင်တာနက်လည်းမသုံးစွဲကြပါဘူး။ထားရှိခဲ့ရင်တောင်မှဘာသာရေးအရစီးမီးတွေနဲ့ပဲအသုံးပြုရပါတယ်။ တော်တော်များများက cell phone မသုံးကြပဲသူတို့သုံးတဲ့သူတွေကလည်း internet မပါတဲ့ camera တွေတော့မပါတဲ့အထူး culture cell phone တွေကိုသုံးကြပါတယ်ဆိုင်တွေမှာသူတို့ရဲ့ကိုပိုင် review အဖွဲ့ကအတီးပြုထားတဲ့ပစ္စည်းတွေပေါ်သာရောက်ချကြရပြီးသူတို့ရဲ့သတင်းစာတွေမှာအမျိုးသမီးပုံတွေအကစားသုံးမဟုတ်ဖြောဖြောရဲ့သတင်းတွေကိုရှောင်ကြဉ်ကြပါတယ်။သူတို့ရဲ့ကြောက်တွေစေယုံတွေလူမှုရေးဝန်ဆောင်မှုတွေကိုတော့နိုင်ငံတော်ကမဟုတ်ပဲ Hardy အသိုက်အဝယ်အဖွဲ့အစည်းတွေကသာဦးစီးလောက်ကြိုက်ပါတယ်။ဒါကြောင့်လူမှုရေးအရလုံးဝတိကျဖြစ်နေခြင်းကိုတွေ့ရပါတယ်။ ဒီလိုအတိုင်းဝိုင်းတွေဟာကြံတဲ့ X-ray လူဦးရေထက်နဆပိုမြန်မြန်တိုးပွားနေပြီးဆယ်စုနှစ်လက်ခုအတွင်းမှာလူဦးရေရဲ့ထဝက်ဖြစ်လာနိုင်ပါတယ်ဒီလိုမတူညီတဲ့လူဖွဲ့စင်းတစ်ခုရှိတဲ့နိုင်ငံတနိုင်ငံကိုဘယ်လိုများစီမံခန့်ခွဲနိုင်မှာလဲအစိုးရတစ်ခုတည်းရှိနိုင်ပါမလားစီလုံးညင်ညွတ်တဲ့ X-ray လို့တကယ်ပဲပြောလို့ရနိုင်မလား hurricane တွေမှာနိုင်ငံရဲ့ဩဇာဘယ်လောက်ရှိလာမလဲတနိုင်ငံလုံးမှာအမျိုးသမီးတွေပေါ်ကက်သက်ချက်တွေချမှတ်လာနိုင်မလားစတဲ့မိခွန်းတွေကတော့ရှိနေသေးပါ ပညာရဲ့မှာဆိုရင်လေ Hardy မိသားစုကကလေးငယ်တွေဟာတင်ချာနဲ့သိပ္ပံပညာကိုအခြေခံအဆင့်လောက်သာတင်ကြကြပါတယ်။ဒါကသူတို့ရဲ့တင်ချမှုအများစုဟာတော်ရာကျန့်ပေါ်မှာပဲလေပတ်နေလို့ဖြစ်ပြီးဒါဟာအမျိုးမျိုးသောကက်သက်ချက်တွေကိုဖြစ်ပေါ်စေပါတယ်။ဒါဟာအခုပေါ်ပေါက်လာနေတဲ့ပဋိပက္ခလို့ဆိုရမှာပါ။ ပြီးတော့ဒီဗီဒီယိုရဲ့အစမှာပြောခဲ့သလိုလူထုစန္ဒပြပွဲမျိုးတွေဟာသူတို့ကလူရဲရဲ့7300ရာခိုင်နှုန်းသာရှိသေးတာတော့ဒီလိုဖြစ်နေပြီဆိုရင်သူတို့က30ရာခိုင်နှုန်းသို့မဟုတ်50ရာခိုင်နှုန်းအထိရောက်တော့ပြီးနိုင်ငံရဲ့အာဏာကိုတဖြည်းဖြည်းပိုရလာတဲ့အခါနိုင်ငံရဲ့အခြေအနေကပြောင်းလဲသွားနိုင်ပါတယ်နိုင်ငံတော်ကဒန်းတူညီမျှမှုနဲ့လောကရေးရာစေးမြင့်တွေကိုချမှတ်ဖို့ကြိုးစားတိုင်းဘာသာရေးဥထိပ်ထောက်လွှမ်းသူတွေကသူတို့ရဲ့ဘဝပုံစံကိုဓာတ်ရိုက်တိုက်ခိုက်တာလို့အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ် သူတို့ရဲ့ကျူပါတာရဲ့အမြင်ကိုလော့ကီကျူပါတာကိုကိုစားပြုသူတွေကအတင်းကျပ်ပြုလုပ်ထားတာလို့သဘောထားကြပါတယ်။ဒီအချိန်တွေကနေမကြခင်မှာဖြစ်ဖြစ်ချင်းဖြစ်လာနိုင်တဲ့အရာတစ်ခုကတော့ Shaz သို့မဟုတ် United Torah Judaism လို့သူတို့ရဲ့စီးပွားရေးတွေကိုကာကွယ်ပေးတဲ့ဘာသာရေးဥထိပ်ထားလွန်းသူနိုင်ငံရေးပါတီတွေပေါ်ပေါက်လာခြင်းပါ။သူတို့ရဲ့လူရဲ့တိုးတက်လာမှုကြောင့်ရွက်ကောက်ပွဲတိုင်းမှာသူတို့ရဲ့မဲဆက်သားရှင်ဩစာလွှမ်းမုံမုံတိုးလာမှာကတော့အမှန်ပါ အစ္စရေလလက်တော်ဖြစ်တဲ့ Nasser ရဲ့အနာဂတ်ဖွဲ့စည်းပုံမှာတမျိုးကျဘာသာရေးဥထိပ်ထားလွန်းသူ Orthodox တွေနဲ့ဘာသာရေးကိုအစွန်းရောက်သောဥထိပ်ထားလွန်းသူ Ultra Orthodox တွေဟာပိုပြီးဩဇာလွှမ်းမိုးလာပါလိမ့်မယ်။ဒီချက်ကိုလည်းသတိထားရပါမယ်။ Haridian အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Natural Charter လို့ခေါ်တဲ့အဖွဲ့ခွဲတွေတောင်ရှိပါသေးတယ်။သူတို့က Zion Ward ကိုတိုက်ရိုက်ဆက်ကျင်သူတွေပါ။ဆိုတာကသူတို့ဟာ Israel နိုင်ငံတည်ရှိနေတဲ့အယူဆကိုတော့လက်မခံပါဘူး။တကယ်တော့ Gaza စစ်ပွဲကိုဆက်ကျင်ပြီး Palestine ဘက်ကနေဆန္ဒပြခဲ့တဲ့သူတွေတောင်ရှိပါသေးတယ်။ ဒါကြောင့်ဒီ channel တွေအားလုံးက Israel ရဲ့အဓိကဗဟိုချက်မှတ်မှာစီးလုံးညီညွတ်မှုဆိုင်ရာအလွန်ကြီးမားတဲ့ပြဿနာရှိနေတယ်ဆိုတာကိုပြသနေပါတယ်။ဒါပေမဲ့ဒါကတခုတည်းသောပြဿနာမဟုတ်သေးပါဘူး။နောက်ထပ်ရှိပါသေးတယ်။ဘာသာရေးကိုအစွန်းရောက်စွာဥထိတ်ထားသူဂျူးအများပြားဟာ Israel စစ်ဘော်ရဲ့အတွက်အထောက်အကူနည်းနည်းလေးပဲပေးနိုင်ပါတယ်။သို့မဟုတ်လုံးဝမပေးနိုင်ဘူးလို့ပြောလို့ရပါတယ်။ဒါပေမဲ့သူတို့ကသူတို့ရဲ့အရေးအတွက်နဲ့အချိုးချက်ကြည့်ရင်နိုင်ငံတော်အကူအညီနဲ့ထောက်ပံ့ကြေးတွေကိုအများဆုံးရရှိတဲ့အဖွဲ့ဖြစ်ပါတယ် ဟာရီအမျိုးသားအများစုဟာသူတို့ရဲ့ဘဝတစ်လျှောက်လုံးကျူပါသားရဲ့မြင့်မြတ်တဲ့ကျမ်းစာတွေကိုလစ်လာဖို့အတွက်ရုပ်ပိုက်ဆိုင်ရာတစ်ခုလုံးနဲ့စိတ်ဝိညာဉ်ပါမြုပ်နှံထားတယ်လို့အစောပိုင်းမှာပြောခဲ့ပါတယ်။ဒီအချက်ကပုံမှန်အလောက်ကိုင်အများစုနဲ့မကန့်ကျင်ပါဘူး။တကယ်တော့အသက်25နှစ်အထက်ဟာဒီအမျိုးသား90ရာခိုင်နှုန်းကျော်ဟာအလုံးမလုံးကြတော့ပါဘူး။ပြီးတော့ဘာသာရေးကိုအစွန်းရောက်စွာဥထိတ်ထားလုံးသူတွေရဲ့မိသားစုတစ်ဝက်ကျော်လောက်ဟာဆင်းရဲမွဲတယ်မှုညင်းအောင်မှရှိနေကြပါတယ်။ဒီအခြေအနေကအစွန်းရောက်ဘာသာရေးအမျိုးသမီးတွေကိုအလွန်ခက်ခဲတဲ့အခြေအနေစီတွန်းပို့လိုက်တာပါ။ သူတို့ဟာပညာရဲ့ကျမ်းမာရဲ့နဲ့အချို့သောအုတ်ချုပ်ရဲ့ရာထုတွေလိုကန္တတွေမှာအင်ပြင်ပအလုံးလောက်ရသူတွေဖြစ်ပြီးမိသားစုကိုလည်းပြုစုစောင့်ရှောက်ရသလိုကက်သက်ချက်များစွာကိုလည်းခံနိုင်ရရှိအောင်စ조사နေကြရပါတယ်။ဒါပြင်သူတို့မှာမိသားစုတွေကတက်တက်လေးတွေမဟုတ်ကြပါဘူး။ဒီအတိုင်းဝိုင်းတွေမှာခလေး6ယောက်ကနေ6ယောက်အထိမွေးဖွားတာကပုံမှန်လိုဖြစ်နေပါတယ်။ဒီအချက်ကသူတို့အရေးအတွက်ဘာကြောင့်ဒီလောက်မြန်မြန်တိုးပွားနေရသလဲဆိုတာကိုတွေးနိုင်ပါတယ်။ဒီလိုအခြေအနေတွေမှာမိသားစုတစုဘယ်လိုရည်တည်ရှင်သန်နိုင်သလဲဆိုတဲ့မေးခွန်းကလည်းရှိနေပါတယ်။ ဆက်ချင်ဖက်ဖြစ်နေတာကတော့သူတို့မကြာခဏညှင်းပယ်လဲရှိတဲ့အစိုးရကပဲသူတို့ကိုထောက်ပံ့ပေးနေတာပါပါသားရဲ့ကြောက်သားတူဟာအစိုးရစီကနေတလောက်ကိုဒေါ်လာ900လောက်ဓာတ်ရိုက်ရနိုင်ပါတယ်။ဒါအပြင်အင်ယာတယူပို့ဆောင်ရဲ့ကလစ်တွေအတွက်ပညာသင်စုနဲ့တခြားအကူအညီတွေကိုလည်းတွေဝိုက်ပြီးရရှိကြပါသေးတယ်။ X-ray မှာကလစ်6ယောက်ကနေ6ယောက်ကြားရှိတဲ့ပုံမှန်ဟာရဒီမီသားစုတစုဟာဒီအကူအညီတွေကိုအလောက်ကိုင်းကလစ်ဆောင်ရှောင်းမုံထောက်ပံ့ခြင်းနဲ့မိသားစုစရိတ်တွေနဲ့ပေါက်ဆက်လိုက်မယ်ဆိုရင်တလောက်ကိုဒေါ်လာ1500ကျော်ကိုအလွယ်တကူစုမိနိုင်ပါတယ်။ ဥမာပြောရရင်ကလေးစောင်းချောင်းမုံထောက်ပံ့ကြီးချေတက်တက်ကတော့အသက်၃နှစ်အောက်ကလေးတဦးချင်းစီအတွက်တလောက်ကိုဒေါ်လာ၄၀၀အထိပေးနိုင်ပါတယ်ဒီအရာတွေအားလုံးအပြင်အခွန်ရှော့ပွားမှုတွေနဲ့တခြားသေးငယ်တဲ့အကျိုးခံစားခွင့်တွေအများကြီးပါပူတွေပါရှိပါသေးတယ် ဒါကလက်တွေ့မှာဘာကိုဆိုလိုသလဲဆိုတော့အလောက်ကိုင်ကောင်းလက်ကျင်မုံကောင်းတွေနဲ့အလွန်မင်းထောက်လောက်နိုင်ဆုံးရှိတဲ့ကျွန်းကျင်တဲ့အဖွဲတစ်ဖွဲနဲ့ဘာသာရေးကိုသာလစ်လာပြီး professional တိုးတက်မှုအတွက်ပြင်ဆင်ထားခြင်းသို့မဟုတ်စိတ်ဝင်စားခြင်းမရှိတဲ့အောက်ခြေအလုပ်တွေကိုလုပ်နေတဲ့သို့မဟုတ်လုံးဝအလုပ်မလုပ်တဲ့နောက်အဖွဲတစ်ဖွဲရှိနေတယ်ဆိုတာပါရှင်းမှာပြောခဲ့သလိုအခြေအနေတွေကပိုဆိုးလာနေပါတယ်ဒါကြောင့်အစိုးရကမကြသေးမင်ကဒီထောက်ပံ့ခြင်းအများအပြားကိုကဲတက်ဖို့စူးစမ်းခဲ့ပါတယ် ပြဿနာကတော့အစိုးရကဒီလိုလှုပ်ဖို့စ조사တဲ့အခါ hurry team တွေကလမ်းတွေပေါ်ထွက်ပြီးဆန္ဒပြကြပြီးတချို့ကိစ္စတွေမှာညှင်းချန်းစော်ဆန္ဒပြကြတာမဟုတ်ပါဘူး။ဒါကြောင့် extra တရားရုံးတွေကဘာသာရေးကိုအစွန်းရောက်စွာဥထိတ်ထားသူတွေရရှိနေတဲ့ထောက်ပံ့ခြင်းအများပြားဟာတခြား extra နိုင်ငံသားတွေအတွက်မများတာဘူးလို့ယူဆပြီးဆက်ကျင်တဲ့စီရင်ချက်တွေကိုပုံမချမှတ်လာနေပါတယ်။တကယ်တော့အရင်ကလူတိုင်းရရှိခဲ့တဲ့တချို့ထောက်ပံ့ခြင်းတွေကိုမိဖနှစ်ပါးစလုံးအလုပ်လုပ်တဲ့မိသားစုတွေအတွက်သာကတ်သက်လိုက်တာမျိုးတွေရှိပါတယ်။ ဒါမဲ့ပြဿနာကတော့ရေတိုးရေရှင်မှာဒီအဖွဲတွေဟာသူတို့ရဲ့အကျိုးစီးပွားတွေကိုအတင်းကျပ်တက်ရောက်နိုင်လောက်တဲ့အာဏာရလာမှာဖြစ်ပြီးအဲ့ဒီအခါကျမှပြဿနာအစ်စ်တွေစတင်လာနိုင်ပါတယ်။ဒါမဲ့ကြီးမားတဲ့ဆန္ဒပြပွဲတွေဖြစ်စေခဲ့တဲ့စစ်မှုထက်ချင်းနဲ့ပတ်သက်တဲ့ပြဿနာကိုလည်းထစ်သွင်းစဉ်းစားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ဟယ်ရီဒင်တွေအတွက်ဒါဟာသူတို့ရဲ့ထောက်ပံ့ခြေတွေဖျက်တောက်ခံရတာထက်တော့ပိုပြီးအစွန်းရောက်တဲ့အနေရောင်မြင့်တစ်ခုဖြစ်နေလို့ပါ။လွန်ခဲ့တဲ့ရက်အနည်းငယ်ကဆန္ဒပြပွဲတွေမှာထက်ကတလဲလဲကြွေးကြော်ခဲ့တဲ့ဆော့ဘုတ်တစ်ခုရှိပါတယ် အဲ့ဒါကတော့ IDF မှာစစ်မှုန်းထမ်းမဲ့အစားငါတို့တည်ရဲတယ်ဆိုတာပါဒီလိုပြောတာကိုအများစုကအစွန်းရောက်တယ်လို့ထင်လို့ရပါတယ်ပြီးတော့မဖြစ်မနေစစ်မှုန်းထမ်းတာကိုခံနေရတဲ့တခြား extreme လူမျိုးတွေအပေါ်မှာစာနာမှုမရှိဘူးလို့လည်းညင်နိုင်ပါတယ်ဒါမဲ့ဘာသာရေးကိုအစွန်းရောက်စွာဥထိတ်ထောက်လွန်သူတွေရဲ့တွေးအမြင်ရတော့ဒီကိစ္စဟာလုံးဝအရေးကြီးဆုံးဖြစ်ပါတယ်။တခြားသူတွေကသူတို့အတွက်သေပေးရမယ့်စစ်တပ်ကိုခြောက်ချင်တဲ့အတ္တကြည့်သူတွေအနေနဲ့တော့မဟုတ်သေးပါဘူး။ရေဝရအဖြစ်ဒါကအကြောင်းရင်းမဟုတ်သေးပါဘူး။ သူတို့အတွက်ကအစ္စရေးမှာစစ်သားနှမျိုးရှိတယ်လို့မြင်ကြလို့ပါတမျိုးကယူနီဖောက်ဝတ်ထားသူတွေနောက်တစ်မျိုးကတော့အနေရဝက်စွန်တွေဝတ်ပြီးမုတ်ဆိုင်မွေးတွေနဲ့နှထင်ဘဲမှာစပင်ကောက်တွေနဲ့လက်ထက်မှာတမာကျန်းစာတွေကိုင်ဆောင်ထားသူတွေဖြစ်ပါတယ်ပါတီတွေအတွက်တိုရာကျန်းစာလစ်လာတာဟာဝိညာဉ်ရဲ့ရလုံငန်းတစ်ခုဖြစ်ုံသာမကပဲဂျူးနိုင်ငံကိုကာကွယ်တဲ့နီလန်တစ်ခုလည်းဖြစ်တယ်လို့ယုံကြည်ထားကြတာပါဒါဟာနေဆက်ကိုလစ်ကင်းလစ်တာနဲ့ထက်တူညီမျှတဲ့ဝိညာဉ်ရဲ့ရတာဝန်တစ်မျိုးဖြစ်ပြီးအရေးကြီးဆုံးအချက်လည်းဖြစ်တယ်လို့ယူဆကြပါတယ် ဒါကပဲ Torto Omenuto ဆိုတဲ့တော်ဟာကျန်းကိုလစ်လာခြင်းဟာသူတို့ရဲ့အလောက်ကိုင်ဖြစ်တယ်ဆိုတဲ့စိတ်ကူးပဲဖြစ်ပါတယ်ဒီပါတဲ့အိဗေဖွင့်ဆိုချက်အရဂျူးလူမျိုးတွေရဲ့ရှင်သန်မှုဟာသူတို့ရဲ့စည်ရည်စွန့်ရည်တွေပေါ်မူတည်တာမဟုတ်ပဲဝိညာဉ်ရဲ့ရသက်ဆင်မှုပေါ်မူတည်တယ်လို့ဆိုပါတယ်ဒီလိုနည်းနဲ့ဆူတောက်ချက်တိုင်းလစ်လာတဲ့စာမျက်နှာတိုင်းဟာနိုင်ငံကိုကာကွယ်ပေးတဲ့မမြင်နိုင်တဲ့ဒိုင်လော့တစ်ခုဖြစ်တယ်လို့ယုံကြည်ကြပါတယ်ဒါမဲ့ဒါဟာဘာသာရေးသီအိုရေးတက်သက်တော့မဟုတ်ပါဘူးဒါဟာနိုင်ငံရဲ့ယဉ်ကျေးမှုတမိုက်ပြီးတော့အဓိကအဖြစ်ဝိသဇလက္ခဏာလည်းဖြစ်ပါတယ် ဟာရီဒီအများပြားကစစ်တပ်ကိုသူတို့ရဲ့ဘဝပုံစံပေါ်တည်ရှိမှုဆာယာချင်းချမှုတစ်ခုလို့တော့မြင်ကြပါတယ်ပါလို့လေဆိုတော့စစ်တက်ဟာအမျိုးသားနဲ့အမျိုးသမီးအတူတကွနေထိုင်ရတဲ့ရဗီရဲ့အာနာမရှိတဲ့ဘာသာရေးတံဖိုးတွေထက်နိုင်ငံတော်နဲ့မြို့ချစ်စိတ်တံဖိုးတွေကိုမြင့်တင်ပေးတဲ့လော်ကီပဲဝဲခြင်းတစ်ခုဖြစ်နေလို့ပါတနည်းအားဖြင့်သူတို့ရဲ့အတိုင်းအဝိုင်းတွေမှာတင်ကြားပေးနေတာတွေနဲ့လုံးဝဆက်ကျင်ဖက်ဖြစ်နေပါတယ် ဒီကြောက်ကြောက်ပဲ IDF ထဲမှာဘာသာရေးကိုဥထိတ်ထားလုံးသူတွေဟာဂျူးတွေအတွက် net chat yahooda တဲရင်လို့ခေါ်တဲ့တဲရင်တစ်ခုကိုဖန်တီးပေးခဲ့ပေမဲ့ဒါကလည်းစစ်သားစုဆောင်မှုအဆင့်ကိုပိုကောင်းမွန်လာအောင်မစွန့်ဆောင်နိုင်ခဲ့ပါဘူးဒီအပြင် Hurricane အချို့အတွက် Israel နိုင်ငံဟာတရားဝင်မှုမရှိတဲ့စီမံကိန်းတစ်ခုဖြစ်နေတယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူးအများအပြားကစစ်မှန်တဲ့ဂျူးနိုင်ငံတော်ဟာမက်ဆီယားလို့ခေါ်တဲ့ကေတင်ရှင်ရောက်လာမှသာပေါ်ပေါက်လာမယ်လို့ယူဆပြီးအဲ့ဒီအချိန်မတိုင်မီနိုင်ငံတီထောက်တာဟာဖျားသခင်ကိုပုံကယ်တာနဲ့အတူတူပဲလို့မဲယူကြပါတယ် ဒါကြောင့်ကျွန်တော်တို့အစောပိုင်းကပြောခဲ့တဲ့ natural culture လိုမျိုးအစွန်းရောက်အဖွဲ့အစည်းတွေဟာစီမွန်ထန်းချင်းကိုညှင့်ပယ်ယုံတာမကပဲဇီယွန်ဝါဒကိုဆက်ကျင်တဲ့လှုပ်ရှားမှုတွေနဲ့ပါပူပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ဘာသာရေးကိုဥထိတ်ထားလွန်တဲ့လူငယ်တွေဟာအရင်ကစောစောစီစီအိမ်ထောင်ပြုကြပြီးကလေးတွေအများကြီးမွေးဖွားကြတဲ့အတွက်နှစ်နှစ်သုံးနှစ်စစ်မှုန်ထမ်းရတာဟာသူတို့ရဲ့မိသားစုဘဝလေပတ်ပုံကိုလုံးဝပြည့်ဝတော့စေနိုင်တယ်ဆိုတဲ့အချက်ပါ။ ခုပြောပြခဲ့တာတွေကတော့ဆက်ပြီးကြီးထွားလာနေတဲ့ပဋိပက္ခတစ်ခုဖြစ်ပြီးအစ္စရဲနိုင်ငံတည်ရှိမှုကိုဘာသာရေးအစွန်းရောက်တွေရဲ့ချင်းချောင်းမှုတွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါအစွန်းတိကြည့်ရှုပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။